အိရှာတွေက5စက္ကန့်တွင် CV ကိုဘယ်လိုရွေးကြလဲမင်္ဂလာပါကယ်ရီယာဂိုင်းမှကြိုဆိုပါရစေကျွမ်းကျင်တဲ့အိရှာတွေကအင်တာဗျူးခေါ်ဖို့ရွေးချယ်နေတဲ့မှာ CV ရစာတွေကို100%အကုန်မဖတ်ကြပါဘူးတနေ့ကို CV များရေးဖတ်ရတဲ့အိရှာတွေကကို့ CV ကို5စက္ကန့်အတွင်းမှာဖတ်ပြီးပယ်မလားအင်တာဗျူးခေါ်မလားဆုံးဖြတ်သွားကြရဲဆိုရင်ကို့ CV ကိုဘယ်လိုပြင်ဆင်ကြမလဲအရင်ဆုံးအိရှာရဲ့ကြည်ရကတော့ကိုလုတ်ခဲအလုပ်ရသူတွေက၆ထိုင်းရာသူနဲ့ကန့်ညီမှုရှိမှရှိဖြစ်ပါတယ် မကိုက်ညီရဲ့စီရီဆိုရင်ဆက်ဖက်မှာမဟုတ်တဲ့အတွက်ကိုလျှောက်ထားရာသူကိုတိကျဖော်ပြပေးဖို့လုပ်ပြီးအရင်လုပ်ခဲ့တဲ့အလုပ်တွေကြောင့်ညခေါ်ထားတဲ့အလုပ်ရာသူနဲ့တစ်ထက်တည်းမဟုတ်တော့နိစ္စမှုရှိနေဖို့လိုပါတယ်။နောက်တစ်ခုကတော့ခေါ်ထားတဲ့အလုပ်ရဲ့ job description မှာပါတဲ့ keywords တွေဥပမာ Excel customer service စားရဲစကလုံးတွေကိုထည့်ပြီးရှာကြတာပါ။ ဒါကတော့ share video မှာပြောခဲ့ဖို့သလို job post မှာပါတဲ့ဇာတ်လမ်းတွေကိုကို CV ရဲ့မှာပေါင်းထည့်ထားမယ်ဆိုရင်ဒီအဆင့်ကိုကြော်ဖြတ်သွားနိုင်မှာဖြစ်ပါတယ်။နောက်ထပ်တစ်ခုကတော့စာမျက်နှာအများကြီးမရေးပဲတစ်မျက်နှာဒါမှမဟုတ်အများဆုံးနှစ်မျက်နှာအတွင်းဝင်အောင်ရေးထားရဲ့ CV ဆိုရင်ပို့ပြီးဦးစားပေးကြည့်တတ်ကြပါတယ်။ဒါကြောင့်ကို CV ရဲ့ပထမဆုံးစာမျက်နှာမှာ HR ရဲ့အဓိကထားချက်ရဲ့အရင်လို့ရသူ keywords နဲ့ skills စတာတွေကိုရှင်းရှင်းလင်းလင်းနဲ့မြင်သာအောင်ထည့်ထားပါမယ်။ ဒါအပြင်စာရေးပေးထားတဲ့ CV မျိုးထက်ကိုယ့်ရဲ့ professional တက်ပုံပါတဲ့ CV ဆိုရင် HR ရဲ့ attention ကိုပိုရမှာဖြစ်ပါတယ်။ဒါကတော့ HR ရဲ့ CV ကိုစစ်စစ်တဲ့နေရာမှာအသုံးပြုနေတဲ့နည်းလမ်းတွေပါ။ကို CV ကိုဒီသုံးချက်နဲ့ကန့်ညံပြင်မယ်ဆိုရင် HR ရဲ့ shortlist ကို100%ဝင်ပါလိမ့်မယ်။အဆုံးထိကြည့်ပေးအတွက်ကျေးဇူးတင်ပါတယ်။ဒီလိုလောက်ကန်နဲ့ပတ်သက်တဲ့အကြံဉာဏ်တွေကိုပုံမှန်မျှဝေပေးသွားမှာဖြစ်တဲ့အတွက် follow လုပ်ထားပေးဖို့လည်းမမေ့နဲ့နော်။